ဗုဒ္ဓမြတ်စွာအဖရာသည်စေတဝန်ကျောင်းဝယ်တည်တုံနေတော်မူ၏မာလူချံဗုဒ္ဓအရှင်မထီအတွေ့တထောက်တွေ့မနည်းရောက်လေမေးလျှောက်ချင်းပြင်လေရောဒီအရှင်ဖရာတပြည့်တော်သိပါရစေလောကသည်မြဲမမြဲ မဝေဝဲနိုင်မီလောကမြေမရှိအဆုံးရှိသည်မရှိသည်တတဝါဘုသမျာသေချာပြည်ငါမဖြစ်မြောက်ယူရှိသည်မရှိသည်တပြည့်တော်အားအရှင်ဘုရားမဟောကြားခဲ့ပြီထိုသောအကြောင်းများသိတော်မူများ ဘောတရားဖြစ်ဟောကြားစီရင်မည်မတိမမြင်ခဲ့မြင်မှန်ဝန်ခံခြင်းသာဖြောက်မှတ်ပါလေဤဤတွင်မြတ်စွာဘုရားသခင်ကအရှင်မာလူကြဗုဒ္ဓမထေရအား မာလူကြပုတ်တာငါဒီတင့်ကိုမာလူကြပုတ်တာတင်လာခဲ့လို့ငါဖျားထန်နေမြတ်သောအချစ်ကိုကျင့်လို့ထိုအကြောင်းများကိုငါဟောကြားအံ့ဟူဆိုခဲ့ဘူးသလားဟူမင်းမြတ်တော်မူရာမဆိုခဲ့ဘူးပါဖျားဟူဖြစ်သဖြင့်တင်ငါလေးငါအားထိုအကြောင်းများကိုဟောကြားပါလျင်အကျွန်ုပ်သည်မြတ်စွာဘုရားထန်နေမြတ်သောယဟန်အချစ်ကိုကျင့်မာအံ့ဟူဆိုခဲ့ဘူးသလားဟူထပ်၍မင်းမြတ်တော်မူရာအရှင်ဖျားမဆိုခဲ့ဘူးပါဟူဖြစ်ပါ၏မာလူကြပုတ်တာ လောကသည်မြဲဤဟုအယူရှိတတ်သော၎င်းလောကသည်မမြဲဤဟုအယူရှိတတ်သော၎င်းပရိဒိရိနေရခြင်း၊အိုရခြင်း၊သိရခြင်း၊ငိုကြွေးခြင်း၊ကိုဆင်းရဲခြင်း၊စိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းရခြင်းတို့သည် ရှိကုန်လီသာသည်။တရားဤနှစ်သဘောစစ်ကြောရွှေရှုမြင်ရမည်။မလူကြပုဒ္ဒမထေဖျားဟောတရားသဘောမနော၌မနော်မူ၏ ေသနာများသည်သိချာနာလူလောကုလောကကျိုးစီဝါနီရှင်ငါတလီဝတ်ဆင်းရကိုညီငွေရင်ရာကကင်းညာနီးကောင်းလမ်းများဖြစ်ရမည်တစ္ဆာလေးဝါတီဘွားထင်မြင်ဆင်ញင်ထိန်အုပ်ချုပ်ကံမှုမပြူနိုင်냐ထိုတရားများကိုမျက်စွာဖျား हो जावा